မင်္ဂလာပါချစ်ခင်လေးစားအတော်မြမတိုက်ကျက်ဝါနာရှင်များခင်ဗျာကျွန်တော်ကျက်ပညာများကြီးခိုင်ပါကျွန်တော်ရဲ့ကျက်ပညာများကြီးခိုင် official youtube channel လေးကနေမြမတိုက်ကျက်ဝါနာရှင်ညီကိုတွေကိုကြိုဆိုလိုက်ရပါတယ်ယနေ့ မြမတိုက်ကျက်ဝါနာရှင်ညီကိုတွေကိုကျွန်တော်ပြန်လည်မျှဝေပေးကျင်တာကတော့ယခုလိုမနက်ခင်းနှင်းမြူကြားမှာကြက်တွေအများဆုံးဖြစ်တဲ့နှင်းသီးကြောက်ပေါက်တဲ့ကြက်ကုသခြင်းဖြစ်ပါတယ်ကြက်တကောင်ဟာရှင်ကိုက်လိုပဲဖြစ်စေအပူအေးမမြတာလိုပဲဖြစ်ဖြစ်ယခုလိုစောင်းရသည်အပူကံပြီးကြက်တွေဟာနှင်းသီးတတ်ပါတယ်အဲ့ဒီလို နှင်းသီးကြောက်ပေါက်တဲ့ကြက်ကိုအကယ်၍တင်းနှင်းသီးနေတဲ့ကာလထုတ်တိုက်ခဲ့ရင်ရေဥမှာကြက်ဟာဝန်းတွင်းအပူတက်လာပြီးအမောတော့တိတိတသာပုံနေပါလိမ့်မည်ခွချီကတော့လုံးဝမရောပါဘူးသို့တော့ခွပတ်စီလို့ထုတ်တိုက်ရင်ကြက်ရှုံးငွေကုန်မှာ အသေးချာပါပဲနှင်းသီးကြောက်ပေါက်တဲ့ကြက်တွေဟာ ယောဂါပျောက်ခါစတန်းထုတ်တိုက်ရင်မူလချေမထွက်ပါဘူးထို့ကြောင့်အင်္ဂလိပ်စီထိုင်းစီမလူအပ်ဖဲငွေကုံတတ်တာစီမိမြမစီနီများကိုကျွန်တော်ကြည့်ခိုင်းပြောပြပြရစီကုသရေးပိုင်းကုသရေးပိုင်းကတော့ဟင်းနုွယ်စုပေါက်ဟင်းနုွယ်အရင်းလို့ခေါ်တယ်ဟင်းချက်စားသည့်ဟင်းနုွယ်မဟုတ်ပါအဲ့ဒီဟင်းနုွယ်အရွက်ကိုနှုတ်နှုတ်ဆင်းကြိတ်ချပြီးအကြီးနဲ့ ကြက်မြင်တာပေါ့လိုက်ပွက်ပေးရတယ်တချို့အဖက်တွေကိုတော့ကြက်ကိုခွင်ကျွေးရပါတယ်အကယ်၍ဟင်းနှွေစူရိုင်းကို ရှာဖွေခြင်းမရပါကမိမိအိမ်ရှိဗီဒီယိုကြားကတ်တူပုံကြားမှာပိုဟပ်ဖမ်းပြီးကြွေးကာကုသလို့ရပါတယ်ကြက်ပေါက်စာလေးတွေကိုတော့အိမ်တွင်းမိဖို့ကြောင့်သုံးငံပြာရီနဲ့ကြောက်တွေနှင်းတွေကိုတူပြီးလို့ကုသနိုင်ပါတယ်မကုသခင်မှာ မျက်နာကိုရင်နှွေးနဲ့တန့်ဆင်အောင် စီးကြောပါစီးကြောပြီးမှအိမ်သုံးမိဖို့ကြောင့်သုံးငံပြာကြီးနဲ့ကြောက်တီနင်းနေတို့ပြေးလို့ကုသလို့ပျောက်တင်နိုင်ပါတယ်ကြက်ကိုစားစီးတိုက်ရင်ဝမ်းနှုတ်တန်ချရေချိုးပေးရပါတယ်ရေချိုးပြီးတိုင်းသွေးလေပတ်မှုအားကောင်းစေရန်ရေချိုးစားသောကြက်ကိုစနွန်းနဲ့ပြာကြီးတိုက်ပေးခြင်းစနွန်းဖြော်ရည်လင်းပေးခြင်းဖြင့် ဘေးထွက်စုတူများကိုကာကွယ်စီနိုင်တယ်လို့အေးပတ်ချင်းအေးဖမ်းချင်းကိုလည်းကာကွယ်စီနိုင်ပါတယ်သတိပြုရအချက်တစ်ချက်ကတော့ကြက်ရေမချိုးခင်ရေအဝတိုက်ပါထူတူသောအကြောင်းအားကြောင့်တင့်ကြက်တကောင်နှင်းတီးကြောက်ပေါက်ချင်းကာလအတွင်းတိုက်ချင်းခွက်လက်ပုတ်ချင်းအပြုလုပ်ပါနှင့် အရင်ကုသပြောက်ကင်းမှသာနှစ်ပတ်စာမိနစ်30ခန့်ခြေကျော်စံပြီး ရပ်ပတ်စီရင်ဖြင့်ရက်တီမှုကိုကြီး၍တိုင်ဝမ်သို့ယူဆောင်သင့်မှာကြောင်းအကြီးကအကြံပေးပြောကြားပါရစေထူမတပစိတ်ဆိုး၍ပုံမိတိုင်မိပါကကျက်ရှုံးငွေကုန်ချင်းစုသောစိုးကျိုးကိုမိတ်ဆွေတင်ကျင်းတင်ရရှိပေလိမ့်မည်မှတ်ချက်နှင်းဒီကြောက်ပေါက်ပျောက်ကင်းသောจิตများခွလက်ပြန်ပုတ်ရန်လုံးဝမမေ့ပါနှင့် ဒီဗီဒီယိုလေးကိုအစအဆုံးနားဆင်ပေးမှုအတွက်ကျေးဇူးတင်ရှိပါတယ်ကျွန်တော်ကျက်ပညာများကြီးခိုင်ဖြစ်ပါတယ်ကျွန်တော်တို့နောက်တစ်ခေါက်ကျက်ပညာများဗီဒီယိုမှာပြန်ဆောင်ကြပါသေးတယ်